မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှာကျေးဇူးလိုက်ပါရယ်2025ခုနှစ်မေလ22ရက်နေ့ကျတာပရီနေ့အတွက်နောက်ဆုံးရပြည်ရင်းသတင်းများကိုတင်ဆက်ပေးပါရမရှင် တရင်ကောင်းစဉ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တွင်စတင်ကြနေပြီးချမ်းဘက်စစ်ကောင်းဆောင်ပြီးအသည့်ဝနာကျော်ထင်ပွဲရာအငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်ပြစ်ခတ်ရှင်လင်ခံရဗမော်ရင်းစေရဟရင်ပြစ်ချခံရမှုကြောင့်ရဟရင်ဘောပါစစ်ပြူဟာမှုနဲ့အဖွဲ့ဝင်များအားလုံးဒီဆုံမှုကိုစစ်ကောင်းစီကတရင်ပုံခွေထားထိုင်းမြန်မာနယ်စပ်ရှိမော်ခီစစ်ကောင်စီစကန်ကိုတော်လိုင်းပူပေါင်းတပ်များကစတင်ထူးစစ်ဆင်တိုက်ခိုက်ရှာရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဥစွာနိုင်ငံတော်ကာကွယ်ရေးတပ်သူတွေစတင်ကြားနေပြီးချမ်းဖက်စစ်ကောင်းဆောင်ပေးရသည့်ဗနာကျော်ထင်ပွဲရအငိမ့်စားပုံမှုချုပ်ချုပ်တွန်းအောင်ဖြစ်ခဲ့ရှင်းလင်းခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။နိုင်ငံတော်ကာကွယ်ရေးတပ်သူတွေစတင်ကြားနေပြီးမြောက်လိုင်းကပေးရသည့်ဗနာကျော်ထင်ပွဲရအငိမ့်စားပုံမှုချုပ်ချုပ်တွန်းအောင်ကိုယနေ့ဖြစ်ခဲ့ရှင်းလင်းလိုက်တယ်လို့ Grand Valley Warriors မှတာဝန်ရှိသူတို့ထံကသိရှိရပါရစေ။ဒီကနေ့နနက်9:20မိနစ်အချိန်ရန်ကုန်တိုင်းမယန်ကုန်းမြို့နယ်ငားရွက်ွက်ရှိနေအိမ်တွင်အငိမ့်စား ြားဗိုလ်မှူးချုပ်ချုပ်တောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။2023ခုနှစ်တွင်မင်းအောင်လှိုင်ကိုယ်တိုင်ဝနချုပ်တင်ပွဲပေးအပ်ခံရသူဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကို၎င်း၏နေအိမ်ရှိတွင်ပင် Golden Valley Warriors မြို့ပြပျောက်ကြားရဲပေါ်များကပြစ်ခတ်ရှင်လင်ခဲ့ကြောင်းယနေ့နေ့နဲ့ပိုင်းရန်ကုန်မြို့မရန်ကုန်မြို့နှင့် A1 လမ်းပေါ်ရှိ၎င်း၏နေအိမ်တွင်ပင်ပြစ်ခတ်ရှင်လင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတူ National Defense College WHNDC တွင် Internet Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသည်ဖြစ်ကြောင်းသိရှိရပါသည်။စစ်အရာရှိကြီးများအတွက်ပွင့်လင်းထားသောနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာစစ်တပ်ပုံမှုကြီးအစမစတင်တက်ရောက်ရသည့်စစ်တပ်ရဲ့အရေးပါတဲ့အစ်မြင့်စစ်တင်တဲ့အကြောင်းတစ်ခုဖြစ်ပါသည်။ Grand Valley Warrior စဖွဲ့ကကာလအတော်ကြာအချက်အလက်စုဆောင်းစုံစမ်းထောက်လှမ်းအတီးပြုနိုင်ခဲ့ပြီးနောက်၎င်းကိုပြည်ခဲ့ ှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်တမပုံမှုကျုပ်ပူကျုပ်ရာသူဖြင့်ငြိမ်းချယူခဲ့တော်လဲလက်ရှိတွင်ချမ်ဘက်စစ်တပ်ရဲ့နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစီရေးပြမဲ့အဖြစ်သတ်မှတ်ထုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းပူကျုပ်ချူတောင်ဟာဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြည်အောင်ချိန်မှစတင်က နေပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော NDC တွင်ချမ်ဘက်စစ်တပ်အရာရှိကြီးများကိုဆက်တိုက်တင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရှိ ိရပါတယ်။မြောက်လိုင်းအာထာရသူများတွေအရင်စားပူချုပ်ချူထွန်းအောင်လဲပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတုံးလေးတက်စကန်မှစစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF003 အထူးလေယာဉ်ဖြင့်စစ်တပ်ထိပ်ပိုင်းအခြေခံများနဲ့အတူထင်ရှားအရေးပါသူများကိုနေပြည်တော်စီရေးပြခန်းနာတည်ရန်မင်းအောင်လိုင်းကစီစဉ်ပေးထားခဲ့ကြောင်းစူပါလေယာဉ်ပေါ်တွင်အင်းနီဝင်းတို့မိသားစုပါဝင်ပူချုပ်ချူထွန်းအောင်လဲပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။2025 တမရိုနေ့စီးရီးပြပွဲအခမ်းအနားပြီးမက်ရှလာ28ရက်နေပြီးတော့မှရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်တရပို့ဆောင်ရေးလေယာဉ် MAF 0011အထူးလေယာဉ်ဖြင့်ပို့ချုပ်ချုံတွန်းအောင် ပြန်လာခဲ့ကြောင်းသိရှိရပါတယ်။မြန်လိုက်ဟာ၎င်းအာကိုရသည့်စစ်ပူချုပ်ဟောင်းများရဲ့အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့ဝင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့ဤတိုင်းအဆင့်ခေါင်းဆောင်များတွင်ပူချုပ်ချုံတွန်းအောင်လဲပါဝင်ကြောင်းသိရှိရပါသည် မေယော်လိုင်ဟာ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့တွင်ဘိုးချုပ်ချုပ်တွင်အောင်ကိုသူကိုယ်တိုင်ဝနကျော်တင်ပွဲတစိ့ပေးရခဲ့ပြီးရွှေချင်း၅ချက်သားကိုပါဂုံပြုစုဖြင့်တပါရစ်ပေးရခဲ့တာဖြစ်ပါရယ်ဂိုရက်ဖယ်လီဝါရီယားစ်အဖွဲ့ကစစ်တပ်ရဲ့အကြီးစားဒေါက်တာများကိုစင်စက်မပြတ်တရင်ထောက်လန်းလျက်ရှိကြောင်းတို့ပြင်းကြံပတ်ဒီတက်လေးရင်မှုများရဲ့ချက်လက်များကိုလည်းတရင်စုဆောင်လျက်ရှိရမှာ၎င်းတို့ရဲ့ဆက်ဆက်တရင်များရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့သို့ပြပူပြပါရန်ဂိုရက်ဖယ်လီဝါရီယားစ်က တောင်းဆိုထားပါရရှင်။ ဆက်လက်ပြီးပမော်ရင်စစ်ရဟတ်ရင်ပြကြခံရမှုကြောင့်ရဟတ်ရင်ပေါ်ပါစစ်ပြွာမှုနဲ့ပွဲဝင်များအားလုံးတိစုံမှုကိုစစ်ကောင်စီကတရင်ဖုတ်ခွေထားရဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကကြပြည်နယ်ပမော်မြို့နယ်အတွင်းစစ်ရဟတ်ရင် ပြကြခံရမှုတွင်ရဟတ်ရင်မှုများနဲ့လေတပ်ဖွဲ့ဝင်များပါဝင်ရဟတ်ရင်ပေါ်လိုက်ပါလာတဲ့စစ်ပြွာမှုနဲ့ပွဲဝင်များအားလုံးတိစုံမှုကိုစစ်ကောင်စီကတရင်ဖုတ်ခွေထားသည့်ပြင်ရဟတ်ရင်မှာလည်းပြကြခံရခြင်းမဟုတ်ပဲဆက်ချုပ်ရင်း၍သာပြကြခြင်းဖြစ်တယ်လို့တရင်ဖြက်လာခဲ့ကြောင်း က်သတင်းရင်းမြစ်တချို့တန်ကသိရှိရပါတယ်။မေလ20ရက်နေ့မွန်လွဲတနအီဝင်ချိန်ချိန်ပမော်မျိုးစကခ23တို့စစ်ကူရိတ်ကလက်နက်ကြရများလာချပေးတဲ့စစ်ကောင်စီရဲ့ထောက်ပို့ရဟရင်နှစီကို KIA ကပြစ်ခတ်ခဲ့ရမှာတစီမှာရွှေကူမျိုးနဲ့မြူလာမျိုးနဲ့ခွဲစင်ငံရွာအနောက်ဘက်ရှိတောထဲတွင်ပြကြသွားခဲ့ကြောင်းအဆိုပါရဟရင်တွင်ရဟရင်မှုကပ္တိန်ပူကြီးမျိုးထက်အောင်ပူမူတန်မင်းစောပူကြီးချမ်းသာပါဝင်ရဟရင်မောင်းနေရေးဖွဲ့သားခုနှစ်ဦးတို့ပါဝင်သွားခဲ့ကြောင်း သူရရင်ရဟယင်ပေါ်ရင်လိုက်ပါတော့စစ်ပြူဟာမှုနဲ့ဖွဲ့သားများပါတည်ဆုံသည့်ကိုစစ်တပ်ကတရင်ဖုံးကွယ်ထားကြောင်းသိရှိရပါတယ်။ရွှေကူမြို့နယ်တော်တဲ့တွင်ဘီလောင်ပြစီသွားသောရဟယင်နဲ့အတူရဟယင်မှုများဖြစ်ကြသည့်ပူကြီးမြို့ထက်အောင်ပူမှုတမင်းစော်နဲ့ပူကြီးချမ်းသာတို့တည်ဆုံမှုမှာလည်းစစ်တပ်အတွင်ကြဲကြဲပြန့်ပြန့်တရင်ပြန့်နှံ့နေပြီးအတီးပြုနိုင်ကြောင်းတပ်တွင်တရင်ရင်မြို့ထံကသိရှိရပါတယ်။ရမန်နေ့မေလ22ရက်နေ့ KIA ကစစ်ရဟယင်ပြတ်ခဲ့တဲ့ရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲ ဲစီငန်းရွာအနောက်ဘက်ရှိတိုးရိပ်ရှိရဟယင်ပြက်နေရာသူဓမ္မရှင်လေးရဲ့လှုပ်ဆောင်ရမှာရဟယင်ပြက်နဲ့အတူမိလောင်ထားသောစစ်သားအလောင်း16လောင်းနဲ့မိလောင်ပြက်စီသွားသောလက်နက်14လက်တင်စီရရှိခဲ့တယ်လို့ KIA သတင်းမြစ်တမ်းကသိရှိရပါတယ်။ထို့ပြင်မိလောင်21ရက်နေ့မွန်လွဲ2နာရီခွဲကအချိန်ရွှေကူမြို့ခလရ56တရင်တွင်အေးပေါ်ဆင်းသက်ခဲ့သောစစ်ရဟယင်ကိုလည်း KIA တပ်မဟာစစ်တပ်မှတလင်းရဲဘော်များကလက်နက်ကြီးများဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟယင်လုံးဝပျက်စီးသွားသည့်အပြင်ရဟယင်ကိုပြပလဲမဝိဟန်တာသော ောတန်ချက်ကားကနေထရက်ကားများပါလက်နက်ကြီးကြီးထိမှန်ပစ္စည်းခဲ့ကြောင်း KAI တရင်မြေကဆက်လက်ရှင်းပြထားပါရယ် KAI ကရကင်ကလေးကစစ်ကောင်စီ၏ရဟတ်ရင်နဲ့တိုက်လေရင်များကိုပြစ်ချခဲ့ဘူးရမီလာ၂၁ရက်နေ့ကပြစ်ချခဲ့တဲ့ရဟတ်ရင်၄စီးပါဝင်စစ်စုပေါင်းစစ်အာဏာသိမ်းပြီးနောက်၅နှစ်အတွင်းရဟတ်ရင်၄စီးနဲ့တိုက်လေရင်၄စီးတို့ကိုပြစ်ချနိုင်ခဲ့ပြီလည်းဖြစ်ပါရယ်ရှင် ဆက်လက်ပြီးတိုင်းမြန်မာနယ်စပ်ရှိမော်ခီစစ်ကောင်စီတပ်စခန်းကိုဒလိန်ဘူဝန်တပ်များကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်တိုင်းမြန်မာနယ်စပ်ရှိမော်ခီစစ်ကောင်စီစခန်းကိုဒလိန်ဘူဝန်တပ်များကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းတိုင်းမြန်မာနယ်စပ်မှာစီးရီးသတင်းမြများတန်ကသိရှိရပါတယ်။ဂျမန်နီမီလ21ရက်နေ့နဲ့ခရနာယီချင်းတိုင်းမြန်မာနယ်စပ်ရှိမြောက်ရီမြို့တောင်ပတ်ဝေါ်လာဒေသအတွင်းရှိဂျမစစ်တပ်ရဲ့မော်ခီစခန်းနေရာကိုကောတူလီတမရော KTLA မှာ ဗိုလ်ချုပ်နေဒါမြလက်အောက်ခံမဟာမိတ်ပူပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက်တိုက်ပွဲပြင်းထန်နေကြောင်းဒါမြမနေချာကော်မတီနှင့်ဤဆက်တဲ့စစ်သည်ရင်းမြစ်တံကသိရှိရပါတယ်။ထို့သူတိုက်ပွဲဖြစ်ပေါ်နေသည့်အတွက်မြဝရီဝေါ်လီတံပိုင်ကို KNU တပ်မဟာ6နဲ့မြေတွင်ရှိမဟာမိတ်ပူပေါင်းတပ်များကခိတအသွာလာရဲဆိုင်ထားပြီးတုံတက်ွေဘလူးကျေးရွာတိ KNL စစ်ကြောင်းများကိုလည်းတက်လက်တည်ပေးထားကြောင်းသိရှိရပါတယ်။ဝေါ်လီတံပိုင်ဒေသတွင်ဂျမ်ဘစ်စစ်တပ်ဝေါ်လီဖြူဟာကနေလီစခန်းများရှိနေပြီးဝေါ်လီအောက်ဘက်ပိုင်းတွင် ဥက္ကဋ္ဌဝါမီတာစစ်ကန်များတိဘောဘူးစစ်ကန်များချက်ရှိနေတဲ့ကြောင်းသိရှိရပါတယ်။တတလရင်ထမြမနယ်ဆက်ပုပ္ပရာမျိုးနဲ့အုံပြံမျိုးအနီးမြမဘက်အချမ်းတွေတိုက်ပွဲပြင်းထန်နေတဲ့အတွက်ထိုင်းနေကြဆောက်တက်ကစီရီအစ်စ်အနေဖြင့်ကင်းလေးလေးရှိကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့2025ခုနှစ်မေလ22ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယမွေးဖြစ်ပါတယ်ရှင်။